ှင်ယောဟန်ခရစ်ဝင်ခန်းကြီးခုနှစ်ခန်းငယ်38ငါကိုယုံကြည်တော်သူသည် ကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင် ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဒီနေ့စမ်းရည်တွင်ဆိုတဲ့အရာကစီးဆင်းတဲ့အရာဖြစ်တယ်ဒီစမ်းချောင်းလေးတွေမှာရေကစီးဆင်းသွားတယ်စီးဆင်းခြင်းမရှိတဲ့အရာကနော်ညစ်ပေနေပြီးတော့ပိတ်ဆို့နေတဲ့အရာတွေဖြစ်တယ် ။တကယ်ရှိခရစ်တော်ကငါ့ကိုယုံကြည်တော်သူသည်တဲ့။ကျမ်းစာလာသည့်အတိုင်းအသက်ရထွက်ရာစမ်းရတွင် ဖြစ်လိမ့်မည်လို့ပြောပြထားတာဖြစ်တယ်။စမ်းကြောင်းမှာပဲဖြစ်ဖြစ်ရေတွင်မှာပဲဖြစ်ဖြစ်ဒီရေကတော့မစီးဆင်းဘူးမထွက်ဘူးဆိုလို့ရှိရင်ဒီရေမှာအိုင်သွားပြီးတော့မှတန့်ရှင်းမှုတွေလည်းမရှိတော့ဘူး။ဒီကျွန်တော်တို့အားလုံးသိတဲ့ပင်လေသည် ဒီပင်လေဒီကစားရည်အရန်များပြီးတော့ငံလွန်းလှတဲ့အတွက်ဒီငါးတွေနဲ့အခြားသက်ရှိအပင်တွေကဒီပင်လေထဲမှာအသက်မရှင်နိုင်ဘူး။ဘာကြောင့်အသက်မရှင်နိုင်တာလဲဆိုရင်ဒီပင်လေဒီကရေစီးတဲ့ထွက်ပေါက်တွေမရှိသလိုသူ့ထဲမှာရှိတဲ့ရေတွေကလည်းအလွန်ငံလွန်းလို့ဖြစ်တယ်။မစီထွက်ပဲနဲ့ဒီဝင်လာသမျှနောက်တခြား နေရာက ဝင်လာတဲ့ရေတွေက မစည်းထွက်ဖဲနဲ့အထဲထဲမှာပဲပင်လေသည်အဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီပင်လေသည်ထဲမှာနော်ငါးတွေနဲ့ရေသတ္တဝါတွေနဲ့အခြားသောတစ်ပင်လေးတွေကမရှင်သန်နိုင်တာဖြစ်ပါတယ်။ဒီနေ့ယုံကြည်သူတွေရဲ့ဝိညာဉ်ရအသက်တာကလည်းထို့နည်း၎င်းပဲဖြစ်တယ် ခရစ်တော်ကတော့ကျမတို့ကိုပြောထားတယ်သူကိုယုံကြည်တဲ့သူကစံစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင်ဖြစ်မယ်လို့ပြောတယ်။ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာကဖျားရှိကကောင်းကြီးမင်္ဂလာတွေကိုများစွာလိုချင်တယ်။အခြားသောသူတွေရှိကကောင်းကြီးတွေကိုလိုချင်တယ်။ဒါပေမဲ့ယုံကြည်သူတွေရဲ့အသက်တာမှာပြန်ပြီးတော့စီးထွက်မှုဆိုတာမရှိတဲ့ယုံကြည်သူတွေအများကြီးရှိပါတယ်။ကျမတို့ရဲ့ဝိညာဉ်ရေးရမှာပဲဖြစ်ဖြစ်เนาะလိုအပ်တဲ့ ခွန်အားတွေအစွမ်းတွေဘလောက်ပဲများနေများနေဂျုံကြည်သူတွေရဲ့အသက်တာမှာပြန်လဲစီးဆင်းဖို့လိုအပ်တယ်။တမချန်းစာတွေကိုအများကြီးသင်ကြားတဲ့အုံနောက်ထဲမှာအသိတွေရှိတဲ့ theology တွေနဲ့ဓမ္မပညာအတွေးခေါ်တွေဘလောက်ပဲရှိရှိအခြားသောသူတွေအတွက်ဒီနှုတ်ကပတ်တော်တွေကိုပြန်လဲစီးဆင်းခြင်းမရှိရင်လေကျမတို့ကခေါင်းကြီးပြီးကိုသေးတဲ့ခရစ်ယာန်တွေဖြစ်နေမှာပဲ။ကိုယ့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းညီညွတ်မျှတမှုတွေရှိမှာမဟုတ်ဘူးအတိတ်တရားတော့ရှိနေပေမဲ့ဒီအတိတ်တရားတွေကိုကျမတို့လက်ဆင့်ကမ်းခြင်းမရှိဘူးလိုအပ်နေတဲ့သူတွေတဲ့ဝိညာဉ်ရေးမှာတိဆောက်ပေးခြင်းမရှိဘူးဆိုရင်လေကျမတို့ရဲ့အသက်တာကစီးထွက်တဲ့အသက်တာမဖြစ်နိုင်ပါဘူးဒီနေ့ကမ္ဘာကြီးကိုကြည့်မယ်ဆိုလို့ရှိရင် အမျိုးမျိုးသောခက်ခဲခြင်းတွေနဲ့เนาะကြမ်းတမ်းခြင်းတွေရှိနေပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာက ကိုရှိနေတဲ့နေရာကနေစီးထွက်မှု ရှိတဲ့အသက်တာဖြစ်ဖို့လိုအပ်ပါတယ်ခရိယအသက်တာကနော်စီစဉ်ခြင်းမရှိဘူးဆိုရင်ဒီအသက်တာကပင်လေသေးနဲ့တူနေမှာပဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်မစာတစ်ပုဒ်အဲစာကြောင်းလေးတစ်ကြောင်းကိုဖတ်ဘူးတဲ့ပင်လေသေးလိုမျိုးခရိယန်လေးဆိုတဲ့အကြောင်းအရာလေးကိုဖတ်ခဲ့ဘူးတဲ့။စဉ်းစားကြည့်မိတဲ့အခါမှာပင်လေသေးက လွင်လာသမျှရေတွေကိုတော့လက်ခံပြီးအထဲထဲမှာငန်ပြီးတော့မှနော်ဒီစစ်စစ်မှုတွေလုံးဝမရှိတဲ့အခါမှာအဲ့ဒီထဲမှာဘလို့တရိစံမှာမှအသက်မရှင်နိုင်သလိုပဲယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အသက်တာမှာလည်းစစ်စစ်မှုတွေမရှိဘူးတပားသူကိုပြန်လဲစီးထွက်မှုတွေမရှိဘူးဆိုရင်ကျမတို့ရဲ့အသက်ရှင်မှုကတည်နေတဲ့သူတွေလိုပဲဖြစ်မှာဖြစ်တယ် ပြောရမယ်ဆိုရင်ပေါ့နော်အစာတွေအများကြီးစားပြီးတော့မှပြန်မထွက်ဖဲနဲ့နော်မအီမသာဖြစ်နေတဲ့သူတွေပေါ့နေလို့လည်းမကောင်းဘူးကျမတို့အခုအစာတွေစားတယ်အပြင်ကအစာတွေကြိုက်သလောက်စားတယ်ဒါပေမဲ့ကျမတို့ပြန်ပြီးတော့ထွက်သွားမှကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာလည်းနေလို့ပော့ပါသွားမှဖြစ်တယ်ယုံကြည်သူအကြောင်းရဲ့အသက်တာမှာကောင်းကြီးမင်္ဂလာတွေကိုတော့အများကြီးလိုချင်တယ်စုပ်ကင်ထားချင်တယ်ဒါပေမဲ့အဲ့ဒီကောင်းကြီးမင်္ဂလာတွေကိုလိုအပ်နေတဲ့သူတွေအတွက် စီးဆင်းရလမ်းကြောင်းဖြစ်ဖို့အရန်အရေးကြီးပါတယ်။ဖျားရှင်ထံကခံစားရတဲ့ကောင်းကြီးတွေကိုအခြားသောသူတွေအတွက်ကိုယ့်ရဲ့ရင်ထဲကနေပြီးတော့တကယ်မေတ္တာစိတ်နဲ့သွန်လောင်းဖို့ယံယုံကြည်သူအသက်တာမှာအရန်အရေးကြီးပါတယ်။ဒါကြောင့်အခုအချိန်မှာဆိုရင်ဒါကျွန်မတို့ကတကယ်ပဲအသက်ရည်ထွက်ရစမ်းရည်တွင်းဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအသက်တာမျိုးဖြစ်ဖို့ဒီအချိန်မှာဖျားသခင်ကကျမတို့ကိုအခွင့်အလမ်းတွေအများကြီးပေးထားပါတယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ ခဲ့တဲ့သူတွေအများကြီးရှိတယ်ဒုက္ခရောက်နေတဲ့သူတွေအများကြီးရှိတယ်ကိုကတော့ဖျားရှိရလာသမျှကောင်းကြီးမှာဖျားရှိကပိုးပြီးတော့ကောင်းကြီးမင်္ဂလာတွေခံစားကြင်ကြတယ်အရင်နှစ်တည်းထက်ပိုးပြီးတော့ကြီးမားတဲ့ကောင်းကြီးမင်္ဂလာတွေခံစားရဖို့ဆုတောင်းကြတယ်ဒါပေမဲ့တကယ်လိုအပ်နေတဲ့သူတွေအတွက်တော့ကိုကပေးဖို့စုပ်ကင်ထားတယ်ဟာအခြေအနေတွေမကောင်းဘူးခေကာလာကဘလို့ဖြစ်မလဲဆိုတာမသိဘူးပတ်စံတွေကိုချွေတာတုံးကြဆုထားကြဆောင်းထားကြ နော်ရွှေစုထားကြဒေါ်လာတွေစုထားကြလို့ကျမတို့ပြောတတ်ကြတယ်တကယ်တော့ဒီအရာတွေကိုပေးတဲ့သူကဘုရားသခင်ပဲဖြစ်ပါတယ်ဘုရားသခင်ပေးတဲ့အရာကိုလိုအပ်နေတဲ့သူတွေကိုကျမတို့ကပြန်လဲစီးဆင်းတဲ့အသက်တာဖြစ်မယ်ဆိုရင်ကျမတို့ရဲ့ ဒီယုံကြည်သူတယောက်ချင်းစီတိုင်းအသက်တာကကြည်လင်နဲ့စမ်းရည်တွေစီးဆင်းရနေရာတခုလိုပဲဖြစ်နေမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ရှိကခံစားရတဲ့ကောင်းကြီးမင်္ဂလာကိုတော့စီးဆင်းရလမ်းကြောင်းအဖြစ်စေဖို့ရန်အတွက်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာလည်းခရစ်တော်ရဲ့မြတ်တာတွေစီးဝင်ပြီးတော့အခြားသောသူတွေကိုစီးဆင်းနိုင်ဖို့ရန်အတွက်ပြားခင်ကကျမတို့ကိုသွန်သင်နေပါတယ်မိ쇠သင်ခန်းစားရတဲ့ကောင်းချီးမင်္ဂလာတွေကိုစုပ်ကင်ထားပြီးပင်လေသည်လူမျိုး နော်ဒီဘယ်သူမှအသက်မရှင်နိုင်တဲ့အခြေအနေနဲ့အသက်တာမျိုးဖြစ်နေလားဒါမှမဟုတ်ရင်လေစမ်းရည်တွင်သေးသေးလေးဖြစ်ပေမဲ့ကြည်လင်တဲ့တကယ်ကိုလူတွေအတွက်အသက်ရှင်စေတဲ့ကြည်လင်တဲ့စမ်းရည်ထွက်ရာအသက်တာဖြစ်နေလားဆိုတာကိုကိုယ့်ရဲ့အသက်တာမှာယနေ့ပြန်လည်စဉ်းစားဆင်ခြင်ဖို့ရန်ခွန်အားပေးခြင်းပါတယ်ကျမတို့ဟာဖျားသခင်ပေးတဲ့နော်အသက်စမ်းရည်ကိုရရှိပြီးသလို ကျမတို့ကိုယ်တိုင်က အသက်ရထွက်ရာစမ်းရည်တွင် ဖြစ်ပေါ်ရန်အတွက်ကြိုးစားကြရအောင် ကျမတို့ဟာပင်လေသည်လိုမျိုးခရိယန်တွေမဖြစ်ဖို့ရန်အတွက်ယနေ့ကိုယ့်ရဲ့အသက်တာကိုပြန်လည်ဆင်ခြင်ဖို့ရန်ဤနှုတ်ကပတ်တော်အားဖြင့်ခေါ်အားပေးပါရစေအားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောဘုရားကိုရော့ကိုကျေးဇူးတင်ပါတယ်။တနေ့တာလုံးကောင်းမှုစွာအသက်ရှင်ရသောအခွင့်ရပါတယ်။ကြမ်းကြမ်းမမနေထိုင်ရပါတယ်။ဘုရားရှင်ဒီနေ့ခံစားရသောကောင်းကြီးမင်္ဂလာများစွာတို့အတွက် ကျေးဇူးတင်ပါတယ်။သားမျိုးတို့ဒီနေ့အသက်ရှင်နေရခြင်းကလိုအပ်တဲ့သူတွေအတွက်ဆုတောင်းပေးဖို့၊ကုညီမဆဖို့၊ပေးကမ်းတတ်သောအသက်တာဖြစ်စေဖို့ကိုရောသားမျိုးတို့ကိုအသက်ရှင်ခြင်းအခွင့်ပေးထားလို့ကျေးဇူးတင်တယ်။ဒီနေ့တောင်အကောင်းမှုစွာမိမိတို့ရဲ့သက်ဆိုင်ရာလုပ်ငန်းခွင့်များကိုလုပ်ကင်ဆောင်ရွက်ရသောအခွင့်ကိုရရှိပါတယ်။ဝါလင်းစွာစားသောက်ရတဲ့၃လောက်၃ငွေကြီးများကိုလည်းပြင်ဆင်ပေးတဲ့အတွက်ချူးပဲကျေးဇူးတင်တယ်။ ။ဒါမျိုးရဲ့အသက်တာကိုတော့ဆက်လက်၍လမ်းပြပို့ဆောင်ကောင်းကြီးပေးပါဗျာ။ယနေ့မြန်မာနိုင်ငံကြီးမှာလိုအပ်တဲ့သူတွေအများကြီးရှိပါတယ်။ဒီလိုအပ်တဲ့သူတွေအတွက် စီးစင်းတဲ့အသက်တာဖြစ်စေဖို့သားမီးတို့ကိုယနေ့နှုတ်ကပတ်တော်အားဖြင့်သွန်သင်တော်ကြောင့်လည်းအထူးပဲကျေးဇူးတင်ပါတယ်။သားမီးတို့ရဲ့ဘဝအသက်တာမှာခံစားရသော ကောင်းကြီးမင်္ဂလာများကိုစုပ်ကင်ထားတဲ့သူတွေမဖြစ်စေဘဲနဲ့ထိုခက်ခဲခြင်းတွေကြားရဲကပဲသားမီးတို့ရှိတဲ့ကောင်းကြီးတွေကိုသူတစ်ပါးအတွက်လိုအပ်နေတဲ့သူတွေအတွက်ကိုရောရဲ့မေတ္တာနဲ့စီးစင်းတော်သူများဖြစ်စေဖို့အမစကောင်းကြီးပေးပါ။ရေငတ်နေတဲ့သူတွေအတွက် အားပြည့်စေတဲ့အသက်ဆန်းရည်တွေဖြစ်စေဖို့ကျွန်ုပ်တို့ရဲ့အသက်တာကိုကိုရောအသုံးပြုတော်မူပါဖျားရှင်ယနေ့သားမျိုးကိုကိုရောပေးထားတဲ့ကောင်းကြီးတွေများစွာရှိပါတယ်ဒီအများကြီးတဲ့အခါနေလိုအပ်နေတဲ့သူတွေကိုပြန်လဲစီးဆင်းခြင်းအဖြစ်သားမျိုးရဲ့အသက်တာဟာကြီးလင်သောဆန်းရည်ထွက်ရာအသက်တာဖြစ်စေဖို့ကိုရောအသုံးပြုတော်မူပါဖျားရှင်မြမပြည့်ကြီးကိုကောင်းချီးပေးပါ ပြည်တော်ကြီးကိုငြိမ်းချမ်းစေပါပြည်သူပြည်သားတွေအားလုံးကိုယ်စိတ်နှလုံးသုံးပါအလွန်ညှိုးငယ်စွာနဲ့ကိုရော့ကိုမျှော်လင့်လက်နေပါတယ်မြန်မာပြည်ဤအပြစ်ဒီကိုရော့ရှိတော်မောက်မှာအလွန်ကြီးမားတယ်ဆိုရင်လည်းကိုရော့ခွင့်လွှတ်ပေးသနာတော်မူပါမြန်မာပြည်သူပြည်သားများအားလုံးတို့ရဲ့ကိုစားသားသမီးတို့ ရှိတော်မောင်မဒူထောင်းလက်နောင်တတရားနဲ့ကိုရောကိုခေါ်လက်နေကြပါလေကိုရောထူးတော်မူပါသာသမီတွေဆုတောင်းတဲ့နေကိုနားညောင်းပေးပါအထူးသဖြင့်စစ်မဲ့ဖြစ်ပွားရာဒေသများဖြစ်သောကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်နဲ့တကွာအခြားသောမြို့ကြီးပြကြီးများအခြားသောပြည်နယ်နှင့်တိုင်းအသီးသီးမှရှိနေကြသောသူများတို့ကိုလည်းကိုရောကောင်းကြီးပေးတော်မူပါမြစ်တော်ရရှင်ဖဖျားသခင်ယနေ့ညတညတာလုံးမှာလေဘေးကင်းလုံခြုံ ောစွာအိဆက်နားရွာသောအခွင့်ကိုပေးတော်မူပါရန်သူနောက်ဆက်ချင်းဖြစ်စီခြင်းအမျိုးမျိုးမှကင်းဝေးစီလက်ကိုရရှိအတောင်တော်အေးအောင်း၌ကောင်းမွန်လုံချိုးစွာအိဆက်ရသောအခွင့်ကိုပြင်ဆင်လက်တညတာအတွက်လက်တော်ရဲသူစက္ကအနန္သောအခါအသက်ရှင်တော်မူသောသခင်ယေရှုဖျား၏မြတ်သောနာမ၌ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်းစက္ကအနန္ပါ၏အဖထာဝရမြတ်စွာသောဖျားအာမင်